ိုးပြီးတော့မင်္ဂလာပါရှင်။အသင်းတွေဦးမီဒီယာမှသတင်းများကိုတင်ဆက်ပေးနေပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဝက်လန်မြို့နယ်မှာစစ်တပ်ကမောက်ကလေးရွာမှာပြည်သူ၄၀ခန်းကိုလူရတိုင်းဖမ်းဆီးပြီးစစ်ကြောထုံးနေအောင်လံမြွတ်နယ်ရှိဗျမ်းဒီရွာကိုစစ်တကမီဆိုမှုနေစလင်းလုံးပြားချစတဲ့တင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် စကိုင်းနိုင်ဝက်လက်မြွတ်နယ်မှာအကြမ်းမတ်စစ်တပ်ကမောက်ကရင်းရွာမှပြည်သူ40ခန်းကိုလူဒါတိုင်းဖမ်းဆီးပြီးစစ်ကြောင်းထိုးနေကြောင်းဝက်လက် informational network မှတာဝန်ရှိသူကပြောကြားပါတယ်။စနေနေဝင်မလာ၃ရက်နေ့နနက်အစောပိုင်း၆နာရီခန့်မှာရွာသားကြီးရွာမှထွက်လာတဲ့အကြမ်းမတ်စစ်သားများကမောက်ကရင်းရွာကိုဝင်ရောက်ဆင်းနေပြီးပြည်သူ၄၀ခန့်ကိုလူလာတိုင်းအဖြစ်ဖမ်းဆီးသွားကြောင်းသိရှိရပါတယ်။ လက်ရှိအချိန်မှာအကြမ်းမတ်စတက်စစ်ကြောင်းကဝလံမြို့နယ်မောက်ကလေးရွာမှာ၎င်းတို့ဖမ်းဆီးလာတဲ့ပြည်သူများကိုရှေ့မှသွားခိုင်းပြီးလယ်ဦးကြီးကုန်းရွာသို့ထပ်မံဝင်ရောက်စီးနင်းနေကြောင်းသိရှိရပါတယ်စစ်ခွေးစစ်ကြောင်းကရွာသားကြီးကနေထွက်လာပြီးတော့မကရီရွာကိုဝင်ရောက်စီးနှင်းပြီးပြည်သူ၄၀ကျောင်းကိုလူသားတိုင်းအဖြစ်ဖမ်းဆီးပြီ လယ်ဦးစီကောင်းရွာကိုထပ်မံဝင်ရောက်စီနင်းနေတယ်လို့ Wallet Information နဲ့ Network မှာတာဝန်ရှိသူကပြောဆိုပါတယ်။ဒါအပြင်မကွေးတိုင်းအောင်လမ်းမြို့နယ်ပြန်တီကျွာကိုအကြမ်းတ်စစ်တပ်ကဝင်ရောက်မိရှို့ဖျက်ဆီးနေကြောင်းနေအိမ်စလေးလုံးမိလောင်ပြချခဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။နိုဝင်ဘာလတရနေ့မှာအောင်လမ်းမြို့နယ်ရွှေပန်းတော်ရဲစခန်းမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းတ်စစ်သားများနဲ့ပြည်စော်ထီးများက အင်အား90ခန့်ပြည့်စစ်ကြောင်းထိုးလာပြီးမကွေတိုင်းနဲ့ပဲခူးတိုင်းအဆက်စီပြန်တီကျွေရကိုဝင်ရောက်စိတ်သိမ်းကနေစနေလုံးကိုမိဆိုးဖြက်စီခဲ့ကြောင်းသိရှိရပါတယ်စစ်ကွေးစစ်ကြောင်းကပြန်တီရကိုဝင်ရောက်စိတ်သိမ်းပြီးနေအိမ်တွေကိုမိဆိုးသွားတာပါပြည်သူတွေကိုလည်းတော်လည်ရေးထားဖို့မလုပ်ဖို့ဆိုပြီးချိန်ချောက်သွားတယ်ထားဖို့လို့ရင်တွေ့ရလို့မိဆိုးမယ်ဆိုပြီးတော့လေရင်နဲ့ပုံနာကျဲမယ်လို့ချိန်ချောက်သွားတယ်လို့သိရတယ်ဟုဒေသပြည်သူတအူးကပြောဆိုပါတယ် အစောပိုင်းစစ်တပ်စစ်ကြောင်းကအော်တိုမာလာ30ရင်းနေကလည်းဗျန်ဒီကျေးရွာမှာ နေအိမ်တလုံးကိုမိဆွဖျက်ဆီးသွားရတယ်လို့သိရပါတယ်ရှင်။ဆက်လက်ပြီးမြဝတီမြို့နယ်လေကေကော်သွန်းဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းထိနာပြီးနောက်လက်နက်ခဲယံအများပြားတင်စီရရှိစစ်တပ်ကအင်အားထပ်မံသွင်းမြင်ပြီးစစ်ကြောင်းထိုးလာပြန်ဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြောင်းဝတီမြို့နယ်လေကေကော်မြို့တည်တုံဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပေးဆိုတိုက်ခိုက်လျက်ရှိရာ စစ်တပ်ဘက်မှအထင်အားသွားပြီးနောက်လက်နက်ကရင်အများပြားသိသိရရှိကြောင်းကရင်စစ်ရဲတရင်ချင်းမြင့်ဤပြောဆိုချက်နှင့်တတင်းနဲ့စစ်ကြောင်းထုတ်ပြန်ချက်အရသိရှိရပါသည်။ စနေမလာ21ရက်နေ့မှာစတင်၍ယနေ့အချိန်ထိလေကိတ်ကော်မြို့တစ်ပတ်သို့အကြမ်းမတ်စစ်တပ်နှင့် BGF တပ်များပူးပေါင်းပြီးစစ်ကြောင်းတုံးကြောင်းဖြင့်ဝင်ရောက်လာခဲ့ရာရသေးကူကြောင်းဝါဖို့တောင်းပန်သူရောက်ရှိလာသည့်အကြမ်းမတ်စစ်တပ်စစ်ကြောင်းမှမိုင်းခွင်အတွင်ကျုံဝင်သွားပြီးတော်လင်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ၏ပိတ်ဆို့တိုက်ခိုက်မှုကြောင့်စစ်သားအများပြားတေဆုံးကရုံအလောင်းများစွာကျန်ရှိနေကြောင်းသိရှိရပါသည်မြောက်ရီမြို့နယ်ရသေးကူမင်းလက်ပံဖလူကျေးရွာများဘက်သို့အင်အားအလုံးရင်ဖြင့်ဝင်ရောက်လာသည့်အကြမ်းမတ်စစ်ကြောင်းကို တိုက်ခိုက်ချေမုံခေရစစ်သားအများပြားတင်ဆောင်ပြီးလက်နက်ခေရအများပြားတင်စီရရှိခဲ့ကြောင်းချက်တင်နဲ့စစ်ကြောင်းကထုတ်ပြန်ပါတယ်အော်တိုဘာလ31ရက်နေ့ကမြဝတီမြို့နယ်ရေသိကူကျေးရွာမင်းလက်ပံကျေးရွာနယ်ဖလူကျေးရွာဘက်သို့ဝင်ရောက်လာသည့်အကြမ်းဖက်စစ်ကြောင်း၏တပ်မဟာ20နှစ်လက်အောက်ခံစစ်ကြောင်းကိုတော်လရင်ပူပေါင်းတပ်ဖွဲ့များကအကြမ်းကြီးဖျက်တောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ ထို့နောက်တိုက်ခတ်မှုများအတွင်အကြမ်းမက်စစ်သားများပြားသေးဆုံးကထိခိုက်ဒဏ်ရာရရှိသူများစစ်သုံးပန်းများထွက်ပြေးအလင်းဝင်လာသူများရှိခဲ့ကြောင်းဒါအပြင်လက်နက်ခဲယံအများအများကိုလည်းတိမ်းမရရှိခဲ့ကြောင်းသိရှိရပါသည်။ရင်းတိုင်ပွဲအတွင်အကြမ်းမက်စစ်ကောင်စီတပ်ဖက်မှဤပညာမြင့်တော်များလက်နက်ကြီးပစ်ကူများတာဝေးပစ်တုံးကြီးများမြေဆဲများအပြင်လေကြောင်းဖြင့်လည်းပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ ်အခုစစ်တပ်ကစစ်ကားတွေနဲ့အင်အားတွေထပ်တိုးဖြည့်ပြီးစစ်ကြောင်းထွက်လာတဲ့လူတို့အတော်ပေါ်နေပုံပဲတရားတလောက်သုံးစစ်မှုထံတပ်သားတွေတော်တော်သုံးနေဘလောက်တည်တည်ရှေ့ဆက်တို့ပြီးလူအသက်တွေကိုပြုံးနေတယ်လို့ကရင်စီရဲ့သတင်းရှင်မြကပြောပါတယ်အဆိုပါနိုင်ငံမှုကို KLN လေးဦးဆောင်ပြီးပြူဟာ30နဲ့ကျတင်နဲ့စစ်ကြောင်းကော်ပရာစစ်ကြောင်းပြီးနွန်စစ်ကြောင်းနဲ့ justice ဆိုကြတပ်ဖွဲ့တို့ပါဝင်သည့်တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များကကြားဖြတ်ကအကြမ်းကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ပြည်သူများအနေဖြင့်အကြမ်းမဲ့စစ်ကောင်မရှင်၏အတုအယောင်ရွေးကောက်ပွဲကိုပူပန်းပါဝင်ခြင်းမပြုရန်နှင့်တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့်လည်းအာဏာရှင်ဖက်စစ်စစ်တပ်အမြင့်ပြတ်သည့်အထင်တိုက်ခတ်ချေမှုန်းသွားမည်ဖြစ်ကြောင်းစစ်တင်းနှင့်စစ်ကြောင်းကတိုက်တွန်းထုတ်ပြန်ထားပါသည်ရှင်။ဆလံပင်မြင်းချမ်းမှာစစ်တပ်ကကိုရင်မမချမ်းပေါ်သားဆွေတပတ်အတွင်းလူငယ်30ကျော်ဖမ်းဆီးခံရဆွေတရင်ကိုတင်ဆက်ပေးမှဖြစ်ပါသည်။ မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာစက်ကောင်စီတပ်ကကိုရင်တွေမှာမချမ်းပေါ်သာဆွဲဖမ်းဆင်းနေပြီးတပတ်အတွင်းလူငယ်30ကျော်ဖမ်းဆီးခံရရကြောင်းသတင်းရရှိပါတယ်။အော်တိုဘာလကုန်ကစားပြီးမြင်းကြံမြို့ပေါ်မှာစက်ကောင်စီတပ်နဲ့ပြူစောထီတွေကလူငယ်တွေကိုပေါ်သာဆွဲဖမ်းဆင်းခဲ့ကြောင်းအမတ်၁ရက်ကွယ်အမတ်၁၁ဝန်းနှန်းကွက်တင်အမတ်၁၂ရက်ကွယ်အေရွာတဲဖြူဝါရွာရွာစင်ရွာကျူပပင်ရွာတောင်မိုးတာရွာတို့မှလူငယ်36ဦးတက်မနေဖက်စိတ်ခံလိုက်ရကြောင်းမြင်းကြံလူသူလှုပ်ရှားမှုကော်မတီကအတည်ပြုပါတယ် ညနေ6နာရီကျော်လာနဲ့ဘယ်သူမှမထွက်ရတော့ဘူးအလုတ်ပြန်တွေကအစားအများကြီးဆွဲတာလို့ဒေသခံတအူးကပြောပါတယ်ဖမ်းဆီးခံလိုက်ရသူတွေဟာမြို့ပေါ်မှာတွာလာနေရင်အဖမ်းခံရသူများလည်းစီတလုံးနေအိမ်ထဲဝင်ဖမ်းခံရသူတွေလည်းစီကြောင်းဖမ်းဆီးခံရတဲ့အရေးအတွက်မှာကော်မတီမှတရင်မရလို့စံနာတွေလည်းစီနိုင်ဆောင်လင်းမြင်းကျန်လူတို့လှူဆောင်မှုကော်မတီကအတည်ပြုပါတယ် ဒါအပြင်မြင်းချံမြို့တာလမ်းမှာလည်းကျင်းရွာပြန်တဲ့မင်းချောင်းဖုန်ကြီးကျောင်းလိုက်ကတတ်တော်ဆက်စင်းနေဝင်းကျင်ကိုရင်လေးပါပေါ်တာဆက်ဖန်းစိခံလိုက်ရကြောင်းဒေသခံတအူကပြောပါတယ်စစ်ကောင်စီတပ်ဟာမြင်းချံမြို့ပေါ်ရက်ကွက်များမြင်းချံမြို့နယ်အနောက်တောင်ဘက်ခြမ်းစီကျေးရွာများမှာပေါ်တာဆွဲဖမ်းဆီးတာတွေပြုလုပ်နေတာဖြစ်ပြီးလူငယ်ပိုင်းတွင်ညနေ6နာရီနောက်ပိုင်းအပြစ်မထွက်ဖို့မြင်းချံလူထုလှုပ်ရှားမှုကော်မတီကတတိပေးထားပါတယ် စက်ကောင်စီတဟမြို့ကြီးတွေမှာဒီဇိုင်းနိုင်ပြော်ပဲစုံမွဲတွေပြုလုပ်ပေးပြီးပေါ်တာဆွဲဖန်စီဖို့စစ်ဆင်နေတယ်လို့ပြည်သူတွေတတိထားသွားလာကြဖို့တော်လိုင်းရေးအဖွဲ့တွေကတတိပေးထားပါတယ်ရှင်။ဆက်လက်ပြီးပေါင်းနေဝဲကြီးစက်ကိမှစစ်သားများကဖန်စီနေစက်ကတိကိုတို့ဆိုသူကတော်ထဲမှာတရားများနဲ့တည်ဆုံးလျက်ပြန်လဲတွေ့စီတည်ဆုံးသူကိုတို့ဤဇနီးနဲ့အသက်9နှစ်ရွယ်တမီးကိုလည်းစစ်တပ်ကဖန်စီထားဆိုတဲ့တင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ ။ပဲခူးတိုင်းပေါင်းတင်မျိုးနဲ့ဝက်ကြီးဆက်ကိန်းမှာအကြမ်းမဲ့စစ်သားများဖမ်းဆီးနှိပ်စက်ခဲ့သည့်ပြည်သူတအူးကဒဏ်ရာများဖြစ်တော်တဲ့မှာတေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။ အော်တိုဘားလ28ရက်နေ့နနက်9:55မိနစ်အချိန်ပြည်သူ့ကာကွယ်ရေးတပ်မတော်ဗျူဟာ21ကိုကဲမှုအဆင်3600သိပီရက်တန်ရင်တက်ခွဲနှစ်ကဝဲကြီး10ကိစီစစ်သားများကိုဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်အကြမ်းမဲ့စစ်သားများကကိစ္စကန်းကိုဖျက်ဆီးသွားပြီးဝဲကြီး10ကျေးရွာမှာအသက်30အရွယ်ကိုတိုးစိုသူကိုအကြမ်းမဲ့ဖန်ဆီးနှိစက်ခဲ့ကြောင်းထိုတို့ဖန်ဆီးနှိစက်ထားစဉ်ကိုတိုးကြီးမှာတရားများဖြင့်ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းသိရှိရပါသည် ကိုတိုကြီးသည်ဝက်ကြီးဆယ်ကိန်းမှထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့်ရရှိထားတဲ့တရားအခြေအနေပြဋ္ဌာန်းကြောင်းနိုဝင်ဘာလ၂ရက်နေ့မှတော်ဆက်တနေရမှာတည်ဆုံလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်းထို့နောက်ကျော်အလောင်းကိုပြည်သူများကမြေမြုပ်တကြိုပေးခဲ့ကြောင်းသိရှိရပါတယ်သူကိုစက်ခွေးမှာစက်ခွေးတွေကအကြောင်းမဲ့ဖန်ဆီးထားတာအဲ့လိုဖန်ဆီးပြီးတော့စက်ခွေးတွေဝိုင်းဝန်းနှိမ့်ဆက်တာအဲ့ဒီနှိမ့်ဆက်ထားတဲ့ဓာတ်တွေမခံနိုင်လို့သူကခိတ်ကနေထွက်ပြေးလာတာသူအလောင်းကိုတော့ဆက်မှတွေ့တာကတော့မနေ့ကမှတွေ့တာစက်ခွေးတွေနှိမ့်ဆက်ထားတဲ့တံယာရီနဲ့ပဲတည်ဆုံတာ ကျောဘတ်တွေရောဆင်ဘတ်တွေရောတရားတွေကညိုမဲနေတာပဲလို့ဒေသပြည်သူတို့ကပြောဆိုပါတယ်ထွန်းတို့ကိုတို့ထွက်ပြသွားပြီးနောက်အော်တိုဘာလ29ရက်နေ့မှာအကြမ်းမဲ့စစ်သားများကကိုတို့၏တမိဖြစ်သူနှင့်အတက်9နှစ်အရွယ်တမိဖြစ်သူကိုလည်းတစားကအဖြစ်ဝယ်ကြီးစေခိမှဖမ်းဆီးထားကြောင်းသိရပါတယ်ရှင်။ ဆန်လက်ပင်ဒီမော့ဆိုအနောင်ချမ်းလေချောင်းတက်ခမ်းမှုကရင်နီပြည်ရဲတပ်ဖွဲ့ဝင်အချို့အပါအဝင်၅ဦးကြာဆုံးဆွဲတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကရင်နီပြည်နယ်ဒီမော့ဆိုအနောင်ချမ်းကိုစစ်ကောင်စီကလေချောင်းကနေတိုက်ခိုက်မှုကြောင့်ကရင်နီပြည်ရဲတပ်ဖွဲ့ဝင်အချို့အပါအဝင်၅ဦးကြာဆုံးခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်အချို့ကပြောပါတယ်။ ီကနေ့နိုဝင်ဘာလ3ရက်နေ့မနက်9:00နာရီဝန်းကျင်မှာဂျက်ဖိုင်တာအသေးကန်ဒုံးတွေနဲ့ဒီမော့ဆိုအနောက်ခြံကိုပုံချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။လော်လော့ဆယ်5ရောက်ထိခိုက်တင်ဆောင်ထားတယ်လို့ဒီမော့ဆိုမြို့နယ်ကစစ်ဆောင်အရေးကူညီနေသူတအူကပြောပါတယ်။စစ်ကောင်စီရဲ့လေကြောင်းကနေပုံချခံရမှုမှာ KSB ရုံးခွဲဖြစ်ပြီးတရင်ပေးတလန်တွေကနေတဆင်တိုက်ခိုက်ခံရတာလို့လဲကင်းနေစရဲ့တရင်ရှင်မြစ်ကအသိပေးပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် KSB တပ်ဖွဲ့ဝင်အချို့ထိခိုက်ဒေဆုံးခဲ့တယ်လို့လဲကင်းနေပြည်ကြားကလာအောက်ချုပ်ရေးကောင်စီအိုင်အင်းစီတွေ့ဖက်အတွင်ရမှုဥပညာကအတည်ပြုပါတယ်ဒါပေမဲ့တည်ဆုံးခဲ့သူတွေနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေရဲ့စိတ်အချက်အလက်တွေကိုတိတိကျကျမသိရသေးဘူးလို့ဆိုပါတယ်။ကရင်နေပြည်ရဲ့ IAC ပြည်ထရေးဌာနလက်အောက်မှာ KSP မြို့နယ်ရေးဌာနရုံး6ခု၊နယ်မြေကန်ရေးစခန်း9ခု၊ရေကင်း6ခု၊စေအောင်လုံးကျုံရေးရေကင်း6ခုနဲ့ရေကင်း7ခုရှိတယ်လို့သိရပါတယ်။ အနာသိမ်းပြီးနောက်ပိုင်းပြီးခဲ့တဲ့2015ခုနှစ်အော်တိုဘာလကုန်အထိစစ်ကောင်စီကကင်းနေပြည်နယ်ကိုလေကြောင်းတိုက်ခတ်မှုအကြိမ်ကြီး2000ကျော်ပြုလုပ်ခဲ့တယ်လို့ဒုသက်တော်ကင်းနေပြည်သူအင်အားစု PKB ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။